လက်ရှိဖြစ်ပေါ်နေတဲ့သမီးရေးစားပြဿနာတွေနဲ့ပတ်သက်ပြီးဘသူစီကားမှပိုင်းလုံးလုပ်ခဲ့တာမရှိပေမယ့်မှားခဲ့တာကိုတော့ဝန်ခံပါတယ်ဆိုတဲ့ပိုင်းတကွင်ရဲ့ညီဖြစ်သူရှင်ဖုံးပြေမင်္ဂလာပါပရိသတ်ကြီးရင်ပိုင်းတကွင်ရဲ့ညီဖြစ်သူရှင်ဖုံးပြေကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကချစ်သူမင်္ဂလိအပေါ်မှာမတရားလုပ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအပြင်းအထန်ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ရှင်ဖုံးပြေကဒီကိစ္စတွေအားလုံးကဘသူနဲ့မှမသက်ဆိုင်ပဲသူတယောက်တည်းနဲ့သာသက်ဆိုင်ကြောင် ခင်မင်းခါနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေအပေါ်မှာပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ရှင်ဖုံးပြေးကခင်မင်းခါနဲ့တွဲနေတယ်ဆိုတာကအိမ်ကအလုံးဝမသိသလိုဘသူမှမသိဘူးလို့လည်းသူကပြောပါတယ်။အိမ်မော်ကဆင်းလာတဲ့အချိန်သွားစရာနေရာမရှိငွေကြေးအစင်မပြေဖြစ်နေချိန်မှာသူမနဲ့တအိမ်နဲ့အတူငါးနေဖြစ်သွားပြီးသူရသမျှပတ်စံတွေကိုလည်းကောင်မလေးရဲ့အကောင့်ထဲကိုလွှဲထည့်ပေးခဲ့သလိုချစ်သူကောင်မလေးကလည်းသူရတဲ့ငွေကြေးနဲ့နှစ်ယောက်အတူသုံးစွဲခဲ့ကြတာအမှန်တရားဖြစ်တယ်လို့ ရှင်ဖုံးပြီးကပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အခုလက်ရှိဖြစ်ခဲ့တာအလုံးကကျွန်တော်ဆိုးခဲ့လို့ဖြစ်ခဲ့ပြီးကျွန်တော်တယောက်တည်းနဲ့ပဲဆိုင်တာပါ။ကျွန်တော်နဲ့ပဲသက်ဆိုင်ပါတယ်။သူနဲ့တွဲနေတာကျွန်တော်မိသားစုညီအကိုမောင်နှမဘသူမှမသိပါဘူး။ဒါအမှန်တရားမှာပဲ။ဒါကိုသူလည်းသိပါတယ်။ကျွန်တော်မိဘအိမ်နဲ့အရွယ်တိုက်ပြီးစိတ်ဆိုးပြီးအိမ်မော်ကဆင်းခဲ့တဲ့အချိန်မှာကျွန်တော်သွားဆရာမရှိတဲ့အတွက်သူကြီးကြီးပြပြနဲ့ကျွန်တော်ကိုကူညီပြီး သူ့တငယ်ချင်းအိမ်မှာသူနဲ့အတူတူ၃လရက်နေခဲ့ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျွန်တော်အားနာလို့တယောက်တည်းကိုပါတာအင်ကားနေတော့မယ်လို့သူ့ကိုပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကျွန်တော်လက်ထဲငွေတကယ်မရှိပါဘူး။ကျွန်တော်ရစရာပတ်စံတွေကအချိန်နှလားလောက်ကြာအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ဘာသာတနည်းနည်းနဲ့ကြိုးစားပြီးအဆင်ပြေအောင်နေဖို့ဆုံးဖြတ်ထားပေးမယ်။သူကအိမ်ငှားဖို့အတွက်အားလုံးသူစီစဉ်ပေးမယ်ပြောခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းတကယ်အခက်အခဲဖြစ်နေခဲ့တဲ့အတွက် သူစီစဉ်ပေးတာကိုလက်ခံပြီးပတ်စံရတာနဲ့ပြန်ပေးမယ်လို့အတန်တန်သူ့ကိုပြောခဲ့တယ်။ကျွန်တော်တို့အဲ့ဒီအချိန်ကလေးကငှားထားတဲ့အိမ်မှာအတူတူနေပြီးကျွန်တော်ပတ်စံရတိုင်းကျွန်တော်မှကီပီမရှိတဲ့အတွက်သူ့အကောင့်ထဲပဲသိန်း30ရရသိန်း30ရရအမြဲထည့်ပေးခဲ့တယ်။ဒါအမှန်တရားပါ။သူလည်းသိပါတယ်။အဲ့ဒီပတ်စံတွေနဲ့ပဲကျွန်တော်တို့နှစ်ယောက်အတူတူစားတောက်ခဲ့ကြတယ်။သူရရင်သူပေးတယ်ကျွန်တော်ရရင် ကျွန်တော်ပေးတယ်ကျွန်တော်တို့နှစ်ယောက်ထံဘယ်သူမှပူမတိနိုင်တဲ့အကြောင်းအရာတွေကို ျွန်တော်ထက်အရှင်းမပြချင်ပါဘူးအခုကိစ္စတွေမဖြစ်ခင်အရှိမကျွန်တော်တို့နှစ်ယောက်အတူတူနေထိုင်ခဲ့ကြပေမယ်စိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေများပြီးရန်ွေခဏခဏဖြစ်ခဲ့ရတယ်အဲ့ဒီအချိန်ကာလကလေးကနှစ်ဦးနှစ်ဖက်ဘလို့မှရှေ့ဆက်ဖို့မဖြစ်နိုင်လို့လမ်းခွဲဖို့ကျွန်တော်အချိန်ချင်းခါကသူနဲ့ညှိနှိုင်းခဲ့ပါသေးတယ်သူကလက်မခံခဲ့ပါဘူးသူအသက်အနည်းကိုထိခိုက်ဖို့အတီးသူ့ကိုသူချင်းချောက်ခဲ့တယ်။ဒါကြောင့်လဲကျွန်တော်အဆင်ပြေအောင်ပြန်တွဲတယ်။အခုကိစ္စမှာကျွန်တော်မှားခဲ့တာကျွန်တော်ဝန်ခံပါတယ်။ အဲ့ဒီအတွက်လေသူအပါအဝင်ကျွန်တော်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်။ဒါပေမဲ့ကျွန်တော်ဘသူစီကမှအပိုင်းလုံးလုပ်ခဲ့တာမရှိပါဘူး။သူ့အပေါ်မှာလည်းမလုပ်ခဲ့ပါဘူး။အဲ့ဒါကိုသူလည်းသိပါတယ်။ကျွန်တော်တို့နေအောင်လူငယ်တဘာဝအရာချစ်သူဖြစ်ခဲ့ကြတယ်တွဲကြတယ်ရှိအတူမရှိအတူနဲ့နေခဲ့ကြတယ်။ကျွန်တော်သူ့စေတနာကိုလည်းမစော်ကားပါဘူး။ကျွန်တော်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်တဦးတယောက်ချင်းစီကိုလည်းအနုအညွတ်တောင်းပန်ပါတယ်လို့ဆိုကြ။ ိုင်နခွန်ရဲ့အညီဖြစ်သူရှင်ဖုံးပြေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖြည့်ရှင်းလာခဲ့တာဖြစ်ပါတယ်။ပိုင်နခွန်ရဲ့အညီဖြစ်သူရှင်ဖုံးပြေကတော့အခုဖြစ်ပျက်ခဲ့တဲ့ကိစ္စပြဿနာတွေအလုံးဟာသူ့ရဲ့အကုံရင်းဖြစ်သူနိုင်ငံကျော်တရုတ်ဆောင်ပိုင်နခွန်နဲ့တခြားသောမိသားစုဝင်တွေနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူးလို့ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပြီးပြဿနာတွေအလုံးရဲ့တရားခံကသူတယောက်တည်းပဲဖြစ်ပါတယ်လို့ခြားပြလာခဲ့တာပဲဖြစ်ပါတယ်။